ရတွေဝိုင်းကူပြီးတော့မှလှုပ်ပေးကြတယ်။ရှင်တဲ့သူတွေအတွက်ပဲဦးစားပေးပြီးတော့မှလှုပ်ပေးကြရတာမှန်ပါတယ်။အဲ့တော့တည်တဲ့သူတွေအတွက်ကောကိုကပရဟိတာလုပ်လို့မရဘူးလား။ဒူများအတွက် ပရာဟိတဘုံမုန်းတို့ဓမ္မမိတ်ဆွေတို့ပရာဟိတတွေဝိုင်းကူပြီးတော့မှလုပ်ပေးကြတယ် ရှင်တဲ့သူတွေအတွက်ပဲဦးစားပေးပြီးတော့မှလှုပ်ပေးကြရတာမှန်ပါတယ်။အဲ့တော့တည်တဲ့သူတွေအတွက်ကောကိုကပရဟိတာလုပ်လို့မရဘူးလား။ရပါတယ်။ဘုံဘုံနဲ့တည်တဲ့ဆရာတော်လေးတပါးကလိုင်းပေါ်တင်ထားတယ်။ရှင်မရေးတဲ့ညရောက်ရင်တဲ့ခွေးတွေကလည်းအမတန်ဥတာပဲတဲ့။ဘာတွေမှမတည်ဘူးခြောက်ချားစရာကောင်းတယ်တဲ့။အဲတချို့ကေဇယ်ရေးသမားတွေကလည်းလိုင်းပေါ်တင်ထားတယ်။ဟိုကေဇယ်ရေးလုတ်တဲ့အခါမှာ ဒီအထဲမှာလူရှိလားလို့မေးတဲ့အခါမှာရှိပါတယ်ရင်းချက်နေပါတယ်ဘာလို့နေပါတယ်ညာလို့နေပါတယ်အစသဖြင့်ကိုယ့်ဟာကိုယ်တေလို့တေမမတိပဲနဲ့အသက်ဆုံးရှုံးသွားတာတွေလည်းပဲအများကြီးရှိပါတယ်အဲ့တော့ကိုယ့်အနေနဲ့ကိုယ့်အနေနဲ့ရှင်တဲ့သူတွေအတွက်တကြတပြားပေးကမ်းပြီးတော့မှလူတန်းနိုင်ပေမဲ့တေတဲ့သူတွေအတွက်ဘလို့ပရဟိတလုပ်မလဲပေါ့တေတဲ့လူတွေအတွက်ဘလို့ပရဟိတလုပ်ရမလဲလို့ဆိုရင်ကိုယ်ပြုပြုသည်မြတ်ကုသိုလ်ကောင်းမှု အစူးစူးတို့ကို သူတို့တွေ တာရုခွန်နိုင်ကြပါစေအမြအမြဆိုပြီးတော့ပေးဝေးရမှာဖြစ်ပါတယ်ဒါမှသာလျင်အဲ့ဒီမကောင်းတဲ့ပိတ္တာဘုံဘဝကိုရောက်သွားတဲ့ပုဂ္ဂိုလ်တွေဟာတာဒူလေးတစ်ချိန်ခေါ်လိုက်တာနဲ့ကောင်းရာသူဂတိကိုရောက်သွားနိုင်ပါတယ်အဲ့လိုတာဒူလေးခေါ်လိုက်လို့ကောင်းရာသူဂတိရောက်တာတွေပြီးတော့တခြားသောပုဂ္ဂိုလ်တွေကကဲတာမျိုးတွေဇတ်တော်တွေထဲမှာရှိလာဆိုတော့ရှိပါတယ်ဘုရားလောင်းတင်ခပုံနာကြီးဘဝဖြစ်စဉ်တုန်းကပေါ့ နင်ခပုံနာကြီးဟာပင်လယ်ထဲကိုတင်ပေါ်တစည်းနဲ့ခရီးထွက်တဲ့အချိန်မှာပင်လယ်ထဲကိုမထွက်ခင်လမ်းမှာထီးတို့ဖနတ်တို့လူစရာရှိတာတွေလူပေးခဲ့ပါတယ်အဲလိုလူပေးပြီးတော့ခရီးထွက်တော့ကာမကောင်အကြောင်းမလာတဲ့အခါမြစ်အလေရောက်တဲ့ခါမှာတင်ပေါ်ကြီးကပြတ်သွားပါတယ်တင်ပေါ်ကြီးပြတ်ပြီးတော့တင်ပေါ်ပေါ်မှာပါလာတဲ့လူတွေကလည်းပဲကပြန့်ကပြဲပေါ့အကုန်လုံးဟာဒီပြင်တစ်ချက်နဲ့ ပင်လယ်ထဲမှာခုနှစ်ရက်လုံးလုံးမျောပါနေကြတယ်။ဘုရားလောင်းကြီးရဲ့ကုသိုလ်ကောင်းမှုတွေရှိတာမို့လို့ပင်လယ်ဆောင်နတ်သမီးကသွားရောက်ပြီးတော့မှကဲတင်ပါတယ်။ဘုရားလောင်းကိုပဲကဲလို့ရတယ်။ဂျန်တဲ့ပုံကိုဒီကတော့ကဲလို့မရဘူးတဲ့။အဲ့တော့ဘုရားလောင်းကပြောတာပေါ့နတ်သမီးတဲ့။ဟိုးမှာကျွန်တော်ရဲ့ငွေချင်းတွေကိုလည်းကဲပါလို့ပြောတော့သူတို့ကကဲလို့မရဘူးတဲ့။ဘာဖြစ်လို့လဲဆိုတော့သူတို့မှာကုသိုလ်ကောင်းမှုလုပ်ထားတာဘာတစ်ခုမှမရှိဘူးတဲ့။ အဲ့တော့ဒါဆိုရင်တဲ့သူတို့ကိုအခုပင်လယ်ထဲမှာကုသိုလ်ပေးခြင်းတဲ့ဘယ်လိုပေးရမလဲလို့ဆိုတော့ပေးလို့တော့ရပါတယ်တဲ့သင်ဒီကိုမလာခင်မှာထီးတို့ဖနတ်တို့လူပေးခဲ့တယ်မလားတဲ့လူပေးခဲ့ပါတယ်တဲ့ဒါဆိုရင်အဲ့ဒီကုသိုလ်ဝေစုကိုအဲ့ဒီပုံကိုလေးကိုပေးလိုက်ပါဒါဆိုရင်ငါကယ်လို့ရပြီဆိုတော့ကယ်ငါပြုပြုတဲ့မြတ်ကုသိုလ်ကောင်းမှုအစူးစူးတို့ကိုမင်းတို့တာဓုခေါ်ကြဆိုတော့ဟိုလူတွေကလည်းတာဓုတာဓုတာဓုလို့ခေါ်လိုက်တဲ့အချိန်မှာနတ်သမီးက ကဲတင်လို့ရတော့ပါလေဒါဟာသိမှန်ပါလေကို့မှာကောင်းမှုကုသိုလ်တစ်ခုခုမှမရှိထားဘူးဆိုရင်ကဲလို့မရဘူးဖះလည်းကဲလို့မရဘူးဖြစ်ပါလေညစွာဖះလက်ထက်ကရဟန်းတော်တွေကိုအေဟိဘိတ်ခူလို့ခေါ်လိုက်တာနဲ့တပြိုင်နက်အဲ့ဒီပုံကိုယ်တွေဟာလူအသွင်ပြင်ကနေပြီးတော့သင်္ကန်းပရိက္ခယအစုံအလင်နဲ့ယဟန်ဖြစ်သွားပါဘုံကြီးဖြစ်သွားပါလေလူတိုင်းကိုလှုပ်လို့ရလားဆိုတော့လူတိုင်းကိုလှုပ်လို့မရပါဘူး သူ့ရဲ့ပါရမီဓာတ်ခံကုသိုလ်ကောင်းမှုအရှိန်တက်တည်တွေပါခဲ့မှသာလျှင်မြတ်စွာဘုရားကအေဤဘိက္ခုလို့ခေါ်လို့ရတာဖြစ်ပါတယ်။အဲတော့မြတ်စွာဘုရားကလည်းလူတိုင်းကိုမကယ်တင်နိုင်သလိုနတ်သားနတ်သမီးတွေကလည်းပဲကယ်တင်လို့မရဘူး။အဲတော့ဒီပုံကိုယ်တွေကိုပရာဟိတအနေနဲ့မကြုံမလို့တဲ့ပုံကိုယ်တွေကိုဟိုအများအကျိုးဆောင်ရွက်တာပေါ့လေ။ဘလို့ဆောင်ရွက်ရမလဲဆိုရင်ကိုပြုနိုင်သလောက်ကုသိုလ်ကောင်းမှုတွေပြုပါ။တရားပဋ္ဌာန်းတွေရွတ်ပါ။ ။နောက်ပြီးတော့အာတနာရိကတုတ်တွေစသဖြင့်ကိုရွတ်ဖတ်နိုင်တဲ့ဂုံတော်တွေလည်းရွတ်ဖတ်ပွားများပါအကုန်လုံးရွတ်ဖတ်ပြီးတော့ပြုပြုသည်မြတ်ကုသိုလ်လေးတွေအများရကြပါစေဆိုရင်ဒါဟာပေတဲ့ပုံကိုယ်တွေအတွက်ပရဟိတအလုံနေခြင်းဖြစ်ပါလေ။ဒါကြောင့်မို့အားလုံးသောဓမ္မမိတ်ဆွေပေါင်းတို့တော်ကောင်းတွေလည်းပဲကုသိုလ်ကောင်းမှုတွေများများပြုပါ။ကိုကိုကိုလည်းပဲတာရုခွန်နိုင်အောင်ကြိုးစားပါ။အများတော်ပုံကိုယ်တွေကုသိုလ်ကောင်းမှုတွေပြုကြတယ်။ကို့အနေနဲ့လည်းပဲ အဲဘာကုသိုလ်ကောင်းမှုတွေပဲလုပ်ကြလုပ်ကြပေါ့လေတာရုခေါ်တယ်ဆိုတဲ့နေရာမှာစိတ်ပါလက်ပါနဲ့တာရုခေါ်နိုင်အောင်ကြိုးစားဒါမှသာလျင်ကိုမတော်တဆတည်ဆုံးသွားခဲ့သည်ရှိတော့တာရုခေါ်နိုင်တဲ့ဘုံဘွားကို ရောက်မှဖြစ်ပါတယ်အခုမကြုံမလို့ဖဲနဲ့ရှိနေကြတဲ့ပုဂ္ဂိုလ်တွေကိုဘလို့အမြတမ်းပေးဝေရမလဲလို့ဆိုရင်ပြုပြုစမြကုသိုလ်ကောင်းမှုတွေကိုအမြအမြားလို့ပေးလိုက်တဲ့နဲ့တို့တွေတာရုတစ်ချိန်ခေါ်လိုက်တဲ့နဲ့တပြိုင်နဲ့တို့တွေမကောင်းတဲ့ဘုံဘွားကညီ ကျွတ်လို့ပြီးတော့ကောင်းတဲ့ဘုံဘဝကိုရောက်ရှိနိုင်ကြပါဖြစ်ပါလေအားလုံးပဲသိတဲ့ပုံပေါ်တွေအတွက်လည်းပဲပရာဟိတကုသိုလ်အနေနဲ့အမြတ်အတန်းနေပြည့်ဝပေးပါအားလုံးပဲကိုယ်စိတ်နှစ်ပါးစမ်းမှချမ်းသာကြပါစေခင်ဗျာလောဘကတောကကိုမွေးဖွားပေးတယ်လောဘဆိုတာလူကျင်တာတောကဆိုတာကတော့စိုးရိမ်တာပေါ့ တချို့ပုံကိုယ်တွေကပြောတယ်လောဘမရှိလို့မဖြစ်ဘူးတဲ့လောဘရှိလို့ငါတို့တွေကြီးပွားနေတာတိုးတက်နေတာအောင်မြင်တာအောင်မြင်နေတာတော့ဒီလိုပြောကြတယ်အမှန်မှာတော့မဟုတ်ပါဘူးလောဘရှိလို့မဟုတ်ပါဘူးပညာနဲ့ဝိရိယရှိလို့ကြီးပွားတိုးတက်အောင်မြင်ကြတာဖြစ်ပါတယ်ပညာကနေပြီးတော့မှဒီလုပ်ငန်းကိုဘယ်လိုချဲ့ထွင်ရရင်ကောင်းမလဲဘယ်လိုလှုပ်ဆောင်ရရင်ကောင်းမလဲဆိုတဲ့ပညာနဲ့စင်ကြယ်သုံးသပ်ပြီးတော့မှဝိရိယနဲ့စူးစမ်းအားထုတ်လိုက်တဲ့အခါမှာကြီးပွားတိုးတက်အောင်မြင်လာကြတာဖြစ်ပါတယ် လောဘနဲ့ကြီးပွားတိုးတက်အောင်မြင်တာဆိုလိုသက္ကိုးတွေဓမြတွေခပိုင်းလိုက်တွေပဲရှိပါတယ်။ပြောချင်တာကတော့လောဘကနေပြီးတော့တောကကိုငွေပွားတယ်။ဘုံမုံတို့တွေဓမ္မမိတ်ဆွေတို့တွေမရသေးတဲ့အရာတွေကိုလိုချင်တဲ့လိုချင်လာတော့ရအောင်စ조사တယ်။ရလာတဲ့အခါမှာစုပ်ကင်ထားတယ်။ကိုပိုင်ဆိုင်ထားတဲ့ပစ္စည်းဥစ္စာတွေပေါ်မှာစိုးရင်တောကတွေဖြစ်နေကြရတယ်။စိတ်ဆင်းရဲနေကြရတယ်ပေါ့။ဘုံမုံတို့စာတန်တိုင်းမှာနေတော့က မြို့ထဲကဒကာတွေကဖုံဖုံတို့ចောင်းကိုလာပင့်နေ။ဘာလာပင့်တာလဲဆိုတော့မြို့ထဲမှာမိလောင်နေလို့တဲ့မိငိမ့်ပြီးပေါ်လာပင့်တော့အားလုံးကလိုက်သွားကြပါတယ်။ဘိုးရောက်တော့အိမ်တင်ဟာမိအမတန်ကိုလောင်းနေပါတယ်။မိသားစုတွေကတော့ဘေးကင်းရမှာရွှေ့ပြီးတော့နေကြပါတယ်။အဲ့ဒီမိသားစုတွေကအမျိုးသမီးတယောက်ဟာမီးလောင်နေတဲ့အိမ်လေးကိုအတင်းပြေးဝင်သွားပါတယ်။အားလုံးကလည်းဝိုင်းတားကြတယ်။မီးတွေလောင်နေတယ်ဘာသွားလို့မှလဲဆိုတော့ကျမရဲ့လက်ဝတ်လက်စားတုပ်လေးကြံခဲ့လို့အဲ့ဒါသွားပြန်ယူမယ်တဲ့ ခဏလေးပါဆိုပြီးအိမ်ပေါ်တက်ပြီးသွားတော့မီးလောင်ပြီးတော့အဲ့ဒီမှာမီးပုံထဲမှာပဲမထွက်တတ်တော့ဘဲနဲ့အသက်ပါဆုံးရှုံးသွားရပါတယ်။ဒါကဘာလဲလို့ဆိုရင်စိုးရင်တော့ကံပေါ့။ဘုပ္ပစီဥစ္စာလေးမီးတဲကိုပါသွားမှာဆိုတဲ့စိုးရင်တော့ကကြောက်စိတ်ကလေးနဲ့ဝင်သွားလိုက်တာအသက်ပါပြီးဆက်လိုက်ရပါတယ်။အခုကြားနေရတဲ့တရင်အရဟုတ်လားမဟုတ်လားတော့မသိဘူးပေါ့။ချွေးဆိုင်တဆိုင်ဟာငလင်လုတ်တဲ့အချိန်ဓမြတွေကပွဲလန်တုံဖြာခင်းမှာဇိုးလို့ဆိုပြီး ဆိုင်ကတကားကိုပိတ်ချလိုက်တဲ့အခါမှာအားလုံးကအဲ့ဒီဆိုင်ထဲမှာပဲတည်ကြည်ပျက်စီးကြရတယ်လို့ဒီတဲ့လေးလေးလေးပဲပုံမတော်ကြားပါတယ်ကဲထားပါတော့လေလောဘကြောင့်ဘို့တောကဖြစ်ကြရတယ်လောဘဆိုတာလိုချင်တာတောကဆိုတာကစိုးရိမ်လာဆိုကြပါစို့ဒီလူတယောက်နဲ့တယောက်မသိခင်ကသိကျင်လာတယ်။သိလာတဲ့အခါမှာခင်မင်လာတယ်။ခင်မင်လာတော့ချက်ကျွမ်းဝင်လာတယ်။ချက်ကျွမ်းဝင်လာပြီးတော့ ရောက်နေတယောက်လက်တွဲလိုက်ကြတယ်။သူနဲ့မသိခင်တုန်းကတော့ဒီလူနဲ့ပတ်သက်ပြီးတော့သူ့ပေါ်မှာဘာမှစိုးရိမ်တော့ကမရှိပေမဲ့လို့သူနဲ့လက်တွဲလိုက်တဲ့အချိန်မှာသူ့အတွက်စိုးရိမ်တော့ကရင်ဖြစ်လာရပါပြီ။အော်လင်တီဓာကြီးမယာတီဓာကြီးဆိုတာမျိုးတွေပေါ့။ဒါရင်လားဆိုတော့မဟုတ်သေးပါဘူး။သူနဲ့ပတ်သက်ပြီးတော့ဆက်နွယ်လာတဲ့အသားတွေသမီးတွေအပေါ်မှာလည်းပဲစိုးရိမ်တော့ကတွေကဖြစ်လာရပါလေ။ဒါဟာလောဘကနေတော့ကကိုမွေးဖွားပေးလိုက်တာဖြစ်ပါတယ်။ တိုက်ခန်းတခန်းဝယ်ထားတယ်ဆိုကြပါစို့အဲ့ဒီတိုက်ခန်းတခန်းဟာဘယ်နေရာမှာပဲရောက်ရောက်အခုလိုငွေတွေလောက်တဲ့အချိန်မှာဘယ်နေရာမှာပဲနေနေဒီအတွက်စိုးရင်တော့ကနေရောက်နေရတယ်ကားတစီဝယ်ထားလိုက်တယ်ဒီအတွက်လည်းပဲစိုးရင်တော့ကနေရောက်နေရတယ်တကယ်လို့များအဲ့ဒီတိုက်ခန်းတို့အဲ့ဒီကားတွေကိုရတဲ့ဈေးလေးနဲ့ရောက်ထားခဲ့ပြီဆိုရင်ဥပမာလည်းအေးအေးဆေးဆေးလွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါပါစိတ်ချမ်းချမ်းသာသာနဲ့အဲ့ဒီအတွက်စိုးရင်တော့ကမဖြစ်ဖ ೇನೆ နေလို့ရတာပေါ့ဒါကြောင့်မို့ လောဘကတောကကိုမွေးဖွားတယ်ဆိုတာတဟအမှန်တရားပါပဲလူတဦးနဲ့တဦးဆက်နွယ်မှုမရှိဘူးဆိုရင်သူ့အတွက်လည်းပူဇော်မရှိဘူးကိုယ့်အတွက်လည်းပူဇော်မရှိဘူးပစ္စည်းဥစ္စာတွေအပေါ်မှာအာကိုကဆုတ်ကင်မထားဘူးကိုယ့်ပိုင်ဆိုင်မှုမဟုတ်ဘူးဆိုရင်တော့အဲ့ဒီပစ္စည်းဥစ္စာတွေအပေါ်မှာလည်းပဲကိုကဆိုရင်တော့ကလုံးဝမဖြစ်တဲ့အတွက်စိတ်ချမ်းသာမှုကြနေပါတယ်ဒါကြောင့်မြတ်စွာဘုရားရဲ့တရားတွေကတန်ဋိဋ္ဌိကောတဲ့နော်အခုကျင့်လည်ရင်အခု လက်တွေ့အကျိုးရတယ်ဆိုတာဒါသိကုံမကန်တဲ့တရားတွေပဲဖြစ်ပါတယ်။အဲကြောင့်စိတ်ချမ်းသာခြင်းနဲ့စိတ်လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါပါနေခြင်းနဲ့ဆိုရင်တော့မိကိုရှောရမှာဖြစ်ပါတယ်။ဗာမိတွေလည်းလောဘမိဖြစ်ပါတယ်။ငါဥစ္စာဆိုတဲ့စိတ်နဲ့ဒီ PC ဥစ္စာတွေကိုဆုတ်ကင်ထားတယ်။ဆုတ်ကင်ထားတဲ့ဒီ PC ဥစ္စာတွေတခုခုဖြစ်သွားမှကိုစိုးရိမ်နေတယ်။စိတ်ဆင်းရဲနေရတာပေါ့ ။ဒါကြောင့်မို့မိကိုလျှော့ပါဆိုတာကကိုတတ်နိုင်သလောက်ကိုပေးနိုင်သလောက်ကိုကျွေးနိုင်သလောက်ကိုရဲ့ပတ်ဝန်းကျင်မှာရှိတဲ့ပုံပေါ်တွေကိုပေးပါကျွေးပါလူပါတတ်ပါ။လောဘရဲ့ဆန့်ကျင်ဘက်ကအလောဘမလိုခြင်းမှုဖြစ်ပါတယ်။လူမှုတမ်းမှုများများလုပ်ပေးပါ။နောက်ဒေါသဒေါသဆိုတာခက်တံကြမ်းတမ်းနေဒေါသရဲ့ဆန့်ကျင်ဘက်ကအာဒေါသအဲ့တော့အာရောဒါဆိုတဲ့နေရာမှာအမြတ်တာတရားပေါ့အဲ့တော့လောဒေါသဖြစ်တယ်ဆိုရင်အလုံးကလည်း စိတ်မချမ်းသာရတယ်လို့ဟိုလည်းပဲစိတ်ဆင်းရဲရတာဖြစ်ပါတယ်။ဒါကြောင့်မို့မေတ္တာတရားများများပွားနိုင်အောင်ကြိုးစားပါ။မောဟဆိုတဲ့တွေးဝေမိမောမှုအကုန်လုံးကတွေးဝေနေတာပဲ။အဲ့တော့ကိုကတွေးဝေမိမောမှုဖြစ်ပဲနဲ့အခုလိုခစ်ဆိုးစနစ်ဆိုးကြီးရမှာတတိနဲ့နေရမှာဖြစ်ပါတယ်။အော်အချိန်မရွေးငါဟာပေတတ်တဲ့ကုသိုလ်ကောင်းမှုတွေကိုများစွာလုပ်မှဖြစ်မယ်ဆိုတဲ့တတိတရားပညာတရားနဲ့နေမှစူးစမ်းအထောက်မှရမှာဖြစ်ပါတယ်။ဒါကြောင့်မို့ အပူတွေကိုဟိုတက်တာခြင်းနဲ့ဆိုရင်အပူတွေယော့ခြင်းနဲ့ဆိုရင်လွတ်လွတ်လပ်လပ်နေခြင်းနဲ့ဆိုရင်စိတ်ချမ်းချမ်းသာသာနဲ့နေခြင်းနဲ့ဆိုရင်ဘာလျှော့ရမလဲမိကိုလျှော့ဘာမိလဲလောဘမိလောဘမိကိုလျှော့မှစိုးရင်တော့ကခြင်းနဲ့မလာမှာဖြစ်ပါလေအလုံးပဲအပူမိတွေကိုလျှော့နိုင်ပြီးတော့စိတ်ဤချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းတွေနဲ့အဲဘဝကိုဖြတ်တန်းနိုင်ကြပါစေဗျာ